စစ်မှန်တော်မိမိနှင့်တွေ့ဆုံခြင်းအခန်းလေးငါဘာကြောင့်အမြဲမပြောင်းနိုင်ဖြစ်နေရလဲစစ်မှန်တော်မိမိပျောက်ဆုံးသွားခြင်းရန်နေငယ်ကြပြီးနောက်ပိုင်းလော်လင်းသည် သူမရှာဖွေတွေ့ရှိထားသော အဖြစ်များကိုယူပြီး အဖိုးစီတို့နောက်တစ်ခေါက်ရောက်ရှိလာသည် တကားခေါက်လိုက်သည့်အချိန်တွင်အရင်တစ်ခေါက်ကဲ့သို့ပင် ဝင်လာလိုက်ဆိုသောအတန်ထွက်လာပြီးတကားဝင်သွားသည်လော်လင်းအခန်းထဲဝင်သွားလိုက်သည်ကနေ့တွင် အဖိုးအိုကြီးအိမ်နေသားကိုတခြားအခဲခတ်ကြည့်လိုက်သည်အဖိုးအိုကြီးနေသည်အလွန်ယူရှင်းလာပေသည်ရှီဟောင်ပရိဘောကအနေငယ်နှင့်နိုင်ငံသားစတိုင် နေရန်ကမီဝါလွဲ၍တခြားထူ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 းမရှိပါဒီတစ်ပတ်အတွင်းဘလို့လဲဟု လော်လင်းထိုင်လိုက်သည်နှင့် အဖိုးမေးလိုက်သည်ကောင်းပါရဲ့ဟုသာ လော်လင်းသည်သတိရှိစွာနှင့်ပြန်ဖြေလိုက်သည် ထို့နောက်နှစ်ယောက်သားပြန်လည်တိတ်ဆိတ်သွားသည်မိဖို့ရဲမှ ချင်းလောင်မြိုက်နေသောအတံမှလွှဲ၍အခန်းတစ်ခန်းလုံးတိတ်ဆိတ်နေသည်လုံလင်းဘလို့စားပြီးပြောရမှမသိဟိုတစ်ခေါက်ကအဖိုးကျမကိုမေးလိုက်တဲ့မိခွန်းအော်အဖြေရလာပြီပေါ့ဟုတ်ကျမအထင်တော့လူတိုင်းကစီးစိမ်ချမ်းသာမှုအာနာကျမကြီးအချင်းနဲ့ပျော်ရွှင်မှုတွေကိုလိုချင်ကြတယ်ပြောနေရင်လော်လင်းသည် အဖိုးကြီးမျက်နှာကိုအခဲခလိုက်သည်အင်း အဖိုးကောင်းညင်လိုက်သည်ဒါဆိုသမီးရောဒါရီကိုလိုချင်တာပဲလားအင်းပေါ်ကျမလည်းပတ်စံပို့လိုချင်တာပဲပတ်စံမရှိလင်းလော်လင်းအထွက်လုံးကျုံမှုရှိတယ်လို့ခံစားရသည် စီးစိမ်ချမ်းသာပြီးနောက်ပိုင်းရောအဖိုးမေးလိုက်သည်ပို့ပြောမှာပေါ့အနာကတ်အတွက်စိတ်ပူစရာမလိုတော့ဘူးတတတတုံးပြုံးမကုန်နိုင်တော့ပတ်စံတာရှိရင်မြေခဲသူဖြစ်မိကိုလော်လင်သွေးတောင်မတွေ့တတ်တော့ဘီ မိမိကြိတ်တော်ဆိုင်၌ကြိတ်တာကိုဝယ်ယူနိုင်သည်ပစ္စည်းစင်းလုံးကြည့်ရန်မလိုတော့သည့်ဘဝသည် အရန်ကောင်းလိမ့်မည်အာနာယောအဖိုးသည်လော်လင်းဤအလဲလုံနေသောစိတ်ကူးကိုဖျက်လိုက်သည်အင်းကျမကတော့အာနာကိုအလောက်မလိုချင်သေးဘူးတခြားအခြေခံလိုအပ်ချက်တွေတောင် မပြည့်မီသေးတဲ့အတွက်တကယ်လို့တမိမအာနာရှိရင်ဘယ်လိုခံစားရမှာလဲကျမအရန်ပြောမှာပေါ့မိမိဝင်လာချိန်တွင် ဝန်ထမ်းအလုံးမိမိကိုလေးစားတော့ပုံမြင်အောင်ပြီးလော်လင်းပြော်နေသည်ကျမကြီးကောင်းရင်ရောဘလို့နေမှာလဲလော်လင်းသည်နှာစည်းချောင်းဆိုးဝလွဲ၍အပြင်းအထန်မဖျားဘူးပါကျမကြီးနဲ့ပတ်သက်၍စိတ်ညစ်စရာထွထွထူးထူးမကြုံဘူးခဲ့ပါသို့တော့ယောဂမှာပြန်လဲကျမ်းမာလာသူများ၏ပျော်ရွှင်မှုကို သူမခံမှန်းကြည့်ရရသည်ကျမ်းမာရင်ပျော်တယ်အရန်ကောင်းတာပေါ့ကောင်းပြီအဖိုးကြီးမိခွန်များသည် ပြီးဆုံးသွားသည်ဒါကြောင့်သူတို့ပြောရရင် လူတွေအားလုံးလိုအပ်နေတာကိုစကလုံးသုံးလုံးနဲ့ဖော်ပြလို့ရတယ်သုံးလုံးတည်းလော်လင်းစိတ်နဲ့ပြတ်သွားသည် သူမသည်မိမိစဉ်းစားထားသည့်ထက်ပိုများမည်ဟုတွေးထားသည်ယခုသည်ပိုနေနေသည် အဖိုးသည်မြေပြူတစ်ချောင်းယူပြီးဘီလက်မြေတန်ခင်းပေါ်တွင် စာရေးလိုက်သည်ချစ်ချင်းမြတ်တာဝမ်းမြောက်မှုငြိမ်းချမ်းမှုလော်လင်းနားမလည်နိုင်စွာနှင့် ဖိုးရှင်းပြမည်ကိုစောင့်ဆိုင်နေသည်ခုနကသမီးပြောထားတဲ့လူတွေလိုချင်နေတဲ့အရာဥပမာအာနာစီစဉ်ဥစ္စာကျမ်းမာရေးစရာတွေဟာနောက်ဆုံးဝမ်းမြောက်မှုနဲ့ရင်းနှီးငြိမ်းချမ်းမှုတွေအတွက်ပဲမဟုတ်လားအဖိုးသည် လော်လင်းဤအမြင်ကိုမေးမြန်းလိုက်သည်အင်းဒီလိုပြောလို့တော့ရပါတယ်ဒါပေမဲ့ပျော်ရွှင်မှုနဲ့ဝမ်းမြောက်မှုကဘလို့ကွာခြားရလဲလော်လင်းနားမလည်နိုင်ပျော်ရွှင်မှုဆိုတာ ြင်ပအရာတွေကြောင့်ဖြစ်လာတာသူရဲ့လိုအပ်ချက်ကတော့အဖိုးတို့ကိုပျော်ရွှင်စေတဲ့အရာတစ်ခုရှိရမယ်ဒါကြောင့်ပျော်ရွှင်မှုဟာအပြင်အားနေအတွင်းကိုလာတာအဖိုးတို့သူဤမုတ်ဆိတ်မွေးကိုတက်လိုက်ပြီးဒါကြောင့်ပျော်ရွှင်မှုကိုခံစားရပြီးဆိုရင် ပြဿနာတစ်ခုလည်းရရှိလာတယ်အဖိုးတို့လော်လင်းကိုပြုံးပြီးကြည်လိုက်သည် လော်လင်းသည်ထူဆန်းသောစကားကိုကြားလိုက်ပြီးနားမလည်နိုင်ဖြစ်သွားသည် ပြဿနာကတော့ပျော်ရွှင်မှုဆိုတာပြင်ပအရာပေါ်မူတည်နေတဲ့အတွက်ကိုယ်ကိုပျော်ရွှင်အောင်လုပ်ပေးနေတဲ့ပစ္စည်းဒါမှမဟုတ်အနေထားမရှိတော့ဘူးဆိုရင်သမီးရဲ့ပျော်ရွှင်မှုလည်းပျောက်ဆုံးသွားတာပဲဒါပေမဲ့ဝမ်းမြောက်မှုကတော့မတူဘူးနော်။ तू ကအသွင်ရနေအပြင်ကိုဖြာထွက်တာ။သမီးရဲ့နှက်ဆိုင်နဲ့အသွင်ရနေ ဖြစ်ပေါ်လာတာ။ဒါကြောင့်သမီးကဝမ်းမြောက်မှုကိုရရှိသွားပြီဆိုရင် ပြင်ပကဘယ်ရာမှာ သူ့ကိုပြောင်းလို့လို့ရမှာမဟုတ်ဘူးလော်လင်းသည်ဘာမှပြတ်မပြောနိုင် သူမ၏ဘဝတွင်တကယ်ပျော်ရွှင်မှုကိုပင် သိမခံစားခဲ့ရဘူးပါဝမ်းမြောက်မှုဆိုရင်ဝေးပြီအဖိုးပြောတဲ့ချစ်ချင်းမြတ်တာဆိုတာလေတမီးကြီးစားချစ်ကိုပြောတာမဟုတ်ဘူးနော်တကယ်အချစ်စစ်ကိုပြောတာအချမ်းပြချက်မရှိ တုံ့ပြန်မှုမလိုတဲ့အချစ်မျိုး အဖိုးဒီဆက်လက်ရှင်းပြနေသည် ဟိုမိဘကတာသမီးပေါ်ထားတဲ့အချစ်မျိုးပေါ့ လော်လင်းသည်ဤကဲ့သို့သာမင်းနေရတော်လဲသူမကိုယ်တိုင်သည်မိဘမေတ္တာကိုကောင်းစွာမရရှိခဲ့ဘူးပါ လော်လင်းဤမိဘနှစ်ပါးသည်ခုခုကိုယ်တာအလေးပေးနေပြီးလော်လင်းအတွက်အချိန်မပေးခဲ့ပါ လော်လင်းသည်ငယ်စဉ်ကပင်အခြားကလေးတို့မဟုတ်ရုပ်ရှင်ထဲရှိကံကောင်းတော်ကလေးများကိုသာအကျနေခဲ့ရသည် ဟုတ်ပါတယ်တချို့မိဘတွေဟာချစ်ချင်းမြတ်တာအစစ်မှန်ကိုကလေးတွေပေါ်ပေးနိုင်ကြတယ် ဒါပေမဲ့မိဘအများစုဟာအချစ်လို့နာမည်တက်ထားပြီးကလေးတွေကိုကိုယ့်အတွက်ရှင်သန်စေကြတယ်။ကလေးတွေရဲ့အကြိုက်ရွေးချယ်မှုတွေကိုအလေးမထားအောင်အဖိုးတို့သည်လေးလေးနက်နက်ပြောလိုက်သည်။လော်လင်းခေါင်းကိုငိုင်းဆိုင်လိုက်သည်။မျက်လုံးများညီလာသည်။သူမ၏မိဘများသည်သူမကိုမရှိတကယ်တူဆက်ဆံသည်။အဖိုးဖွားစီတွင်အထားပြီးဗာမင်းမြန်ချင်းမှမပြုတ်လောက်ခဲ့ပါ။ကလေး မိဘဆိုတာလေလူသားတွေပဲလေသူတို့မှလည်းသူတို့ပြက်တနာကိုစီနေပါ အဖိုးဒီလော်လင်းကိုနှစ်သိမ့်လိုက်တယ်ဒါပေမဲ့တမီးယုံကြည်ရမှတမီးရဲ့မိဘတွေဟာလည်းသူတို့ရဲ့ခန္ဓာမှာအတနိုင်ဆုံးလှုပ်ဆောင်ခဲ့တယ်ဆိုတာပဲသူတို့ကအကောင်းဆုံးမိဘတွေဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့တမီးကိုသူတို့ရဲ့အကောင်းဆုံးကိုပေးခဲ့တာပါတမီးနားလေလားလော်လင်းဒီခေါင်းငိမ့်လိုက်ဒီအဖိုးကြီးစကားဒီ သူမကိုစီးတတရာရစေသည်ထို့သောလော်လင်း၏အသွင်းစိတ်ရှိဝမ်းနည်းမှုသည်မပြောက်ကင်းနိုင်ပါမျက်ရည်နှင်းပြနေသောမျက်ဝန်းနှင့်လော်လင်းသည် အဖိုးကိုကြည့်လိုက်သည်တမိဖာမိမလည်းဆိုတာကိုသိပါတယ်အဖိုးကိုသည်ခါတိုင်းကဲ့သို့ပင်ကြိုတီးနှင်နေသည်တမိကအဖိုးကိုချစ်ချင်းမြတ်သာဝမ်းမြောက်မှုနဲ့ငြင်းချမ်းမှုကိုဘယ်လိုရနိုင်မှာလဲဆိုတာမင်းမလို့မဟုတ်လား ဟုတ်ပါတယ်ပြီးတော့လူတိုင်းရဓာတ်ကိုလိုက်ရှာနေကြပါမယ်ဘာလို့မရကြတာလဲပြုံးတစ်ခုစီရဲ့နောက်ွယ်မှာနာကျင်မှုတွေဘလောက်တောင်ရှိနေမှာလဲဘာကြောင့်ဒီလိုဖြစ်နေရတာလဲလော်လင်းသည် စိတ်လှုပ်ရှားလာပြီးကမ္ဘာလောကရှိလူသားအလုံးအတွက်အော်ဟစ်နေတီအလားညှိသွားလိုက်သည်ဘာကြောင့်လဲဆိုတော့အဖိုးသည် လော်လင်းစိတ်ငြိမ်သွားသည့်အထီးဆောင်ပြီး လူတွေဟာစစ်မှန်တဲ့မိမိကို ဆုံရှုံသွားလို့ပါဟုတ် 胸壁扁平来滴。